မင်္ဂလာပါဒီချက်တင်နာဖြစ်ပါတယ်ဒီချက်တင်တဲ့တင်မှာ grade 12 maths ရဲ့ chapter 7 trigonometric function အပိုင်းလေးမှာ exercise 7.1ရဲ့ number 3လေးကိုတွေ့မှာဖြစ်ပါတယ်အဲ့တော့ number 3မှာဒီချက်တို့ကမေခွန်းလေးကြည့်အောင်နော် draw the graph တဲ့ graph ကိုဆွဲခိုင်းတယ်ဆိုတော့ဒီမှာ step by step မှာပါတဲ့အတွက်ဒီချက်တို့ကဒါ graph က မြင်ကွေးတစ်ခုပဲဆိုရမှာပေါ့နော်ဒါပေမဲ့စစစဉ်းစားတဲ့အခါမှာဘသူ့ကိုအခြေခံပြီးစဉ်းစားမလဲဆိုတော့ sin ကိုအခြေခံပြီးစဉ်းစားမယ်နံပါတ် a အတွက်စဉ်းစားရအောင်ဆိုတော့ a ကဘသူ့အတွက်လဲဆိုတော့ y sin x အတွက် point အရင်စဉ်းစားမယ်ဒုတိယတစ်ခုက y ကိုလိုချင်တဲ့ do sin ပိုင်းပိုင်း4 x အတွက်စဉ်းစားမှာဖြစ်တယ်နော်အဲဆိုတော့ point ကပထမအတွက်ဆိုရင် तू က point behavior ကတကယ်တော့ x, y ပဲဖြစ်တယ် နော် x, y သူ့အတွက်ပြောင်းလဲမှုကိုဒီချေတို့ point behavior လေးစဉ်းစားမယ်ဆိုရင် point by four က horizontal scaling ဖြစ်တယ်။ဒါဆို scale factor ဟာပြောင်းမြန်ယူရမှာဖြစ်တဲ့အတွက် point by four ဆိုတော့ four by by ဖြစ်မယ်။ x ပြောင်းမှာဖြစ်တဲ့အတွက် four by by x, တူးလေးက vertical scaling ဖြစ်တယ်ဝိုင်းပြောင်းမှာဖြစ်တဲ့အတွက်ဝိုင်းကိုတူးနဲ့မြောင်းမယ် scale factor အတဲ့2ဝိုင်းပေါ့နော်အဲ့ဒါဆိုရင်တချို့တို့စပေးတဲ့အခါမှာတန်ဖိုးတွေဟာ5 key point လိုချင်ရင်0ကနေ unit circle အတိုင်း2 point ထိပေးမယ်ပေါ့เนาะအဲ့ဒါဆိုတော့ x tan ဘိုးကို0ပေးရင် sin 0က0 x tan ဘိုးကို pi/2 ပေးရင် sin pi by 2 a 1 x sin x tan 4ကို pi ပေးမယ်ဆိုရင် sin pi က0ပြီးရင်အောက်ရောက်သွားပြီဆိုတော့3 pi by 2 x က3 pi by 2ဆို sin 3 pi by 2อ่ะ -1 တခါတပတ်လေဆိုတော့တပတ်လေဆိုတော့2 pi 2ပိုင်ဆိုတော့ sin 2ပိုင်က0အနှုတ်ဘက်ကိုလည်းဒီချက်ကပေးတာဖြစ်တဲ့အတွက် graph မြင်ကွေတစ်ခုထွက်စေခြင်းလို့ပေးတာမို့လို့အနှုတ်ဘက်မှာ minus pi by 2ကိုပေးမယ်ဆိုရင် minus pi by 2ဆိုတော့အောက်ဘက်ရောက်သွားတဲ့အတွက် sin minus pi by 2က minus 1ပြီးရင်ပိုင်ပေးမယ်ပိုင်ပေးမယ်ဆို sin pi ဆိုတော့ sin minus pi ပေါ့နော် sin minus pi ကဘာဖြစ်မှာလဲ0ပဲဖြစ်မှာပေါ့နော်တကဒါကတချို့အခြေခံအတွက် graph ကိုစဉ်းစားလိုက်တာဖြစ်တယ်သူကနေပြီးတော့မှ point behavior ပြောင်းမယ်ပေါ့เนาะအဲ့ဒါဆိုရင်တချို့တို့ဒီအနှုတ်ဘက်မပါတဲ့အပေါ်ကနေဒီ0 0ကနေ2 point ထိစဉ်းစားထားတာဟာတချို့ရဲ့5 key point ဖြစ်တယ်ဒါကเนาะ5 key point ဖြစ်တယ်0နဲ့တွဲနေတဲ့ဟာတွေက x intercept ဖြစ်ပြီး plus တန်ဖိုးရတဲ့ဟာက maximum point ဖြစ်တယ် minus တန်ဖိုးရတဲ့ဟာက minimum point ထွက်မှာဖြစ်တယ်เนาะကဲဟုတ်ပြီရှေ့မှာ တွေကတော့ပြောပြီးသားပါเนาะအခြေခံ notes တင်တော့အသေးစိတ်အကုန်ပြောထားပြီးသားဖြစ်ပါတယ်ဒါကအခု video မှာမှတွေ့မဲ့ကလေးအတွက်တစ်ခေါက်ပြန်ပြောပြတာဖြစ်တယ်ကဲအဲ့ဒါဆိုရင်တချို့ point behavior အပြောင်းကိုကြည့်မယ်เนาะအပြောင်းကဒီမှာတချို့ပြောင်းသွားတဲ့ဟာကိုကြည့်ရင်ဒီ x နေရာလေးမှာဒီရှေ့ရ point ကိုလာထည့်မယ်เนาะ x က0ဆိုရင်0နဲ့4 point ပိုင်းနဲ့မြောက်တော့0ပဲထွက်မယ် y နေရာမှာလည်း0ထည့် င်0ပဲတခါ4 by by x နေရာမှာ by by 2ထဲမှာเนาะဒါဆိုရင်4 by by into by by 2เนาะဒါဆို by နဲ့ by နဲ့ကြည့်မှာဆိုတော့နဲ့နဲ့လीဆိုတော့2ရမယ်ဆိုတော့2 comma y နေရာမှာ1ထဲရင်လဲ2ဆိုတော့2 comma 2ရမယ်တခါ4 by by ့ x နေရာမှာပိုင်ထည့်မယ်ပိုင်နဲ့ပိုင်နဲ့ကြည့်တဲ့အတွက်4ရတယ်ပြီးရင်0က y နေရာမှာထည့်မှာဆိုတော့0ပဲတခါ3ပိုင်ပိုင်2ထည့်မယ်ဆိုရင်4ပိုင်ပိုင် into 3ပိုင်းပိုင်း2ဖြစ်တဲ့အတွက်ပိုင်းပိုင်းကြည့်မယ်2 2 4ဆိုတဲ့အတွက်3 2 6ဆိုတော့6 အဲ -1 ထဲမှာဖြစ်တဲ့အတွက် -2 ရမယ်ပြီးရင်2ပိုင်ထဲမှာပေါ့နော်အဲဆိုတော့4 by into 2ပိုင်2ပိုင်ဆိုတဲ့အတွက်ပိုင်နဲ့ပိုင်နဲ့ကြည့်တော့8ဖြစ်မှာပေါ့နော် 8, 0ထဲမှာဆို0ပဲတခါ -5 by 2ဆိုတော့ပိုင်ပိုင်အဲပိုင်ပိုင်ကြည့်မယ်2နဲ့ကြည့်မယ်ဆိုတော့ -2 ရမယ်ကောမာ y ညာမှာ -1 ဆိုလဲ -2 ရမယ်ပေါ့เนาะတခါအောက်မှာ -π minus ပိုင်ထည့်မယ်ဆိုရင်ပိုင်ကြည့်တဲ့တက် minus 4 comma y နေရာမှာ0ဆိုတော့0ပဲရမယ်။ကဲအခုရလာတဲ့ point ကခု teacher တို့က dot step by step မပါတဲ့အတွက်သူ့အတွက်ပဲ graph ဆွဲစရာလိုတယ်ပေါ့နော်။အဲဒါဆို teacher တို့ point ချမယ်။0,0ရဲ့2,2ရဲ့ပေါ့နော်။0,0မှာတစ် point ဒီကောမာ2မှာတစ် point ပြီးရင် 4,0 6,-2 เนาะ4,0ဆိုဝင်ရိုးมาရှိမယ် 6,-2 ဆိုအောက်ကိုနှစ်ကွက်ဆင်းမယ်เนาะကဲဟုတ်ပြီစက်ကြည့်အောင်เนาะပြီးရင်8,0မှာ2 point ရှိမယ်8,0ဆိုတဲ့အတွက် intercept မို့လို့ x ဝင် u ပေါ်มาပဲရှိမယ်เนาะဒါက8,0တခါအနှုတ်ဖက်ကကြတော့ minus 2 comma minus 2 minus 2 comma အောက်ဖက်ဆင်းမဲ့2ကွက် minus 2เนาะ minus 2 comma minus 2ရယ်ပြီးရင် minus 4 comma 0ရယ် x က -4 y က0ဆိုတော့ x ဝင်ယူမှာပဲရှိမယ် -4,0 ဒါဆိုရင်အခုတစ်ချက်ရလာတဲ့ point လေးတွေကိုဆက်မယ်ဘယ်ရဆမလဲဆိုရင်မြင်ကွေးဟာဒီအောက်မှာရှိရင် minimum ဖြစ်မှာဖြစ်တဲ့အတွက်အပေါ်ကနေခုံပြီးဆင်းလာမှာဖြစ်တယ်နော်တစ်ချက်လို့ပေါ်ကနေခုံပြီးဆင်းမယ် ပင်နဲ့ဆွဲရတဲ့အတွက်တော့နည်းနည်းလေးချော်တဲ့အတွက်တွန်း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 ဖြစ်တယ်နော်ကလေးတို့ကတော့နည်းနည်းလေးထိမ့်ပြီးဆွဲလိုက်ပေါ့ခဲနေကြတော့နော်ခဲနေကြနည်းနည်းလေးထိမ့်ဆွဲလိုက်အဲ့တော့ graph ကဒီလိုလေးထွက်မယ်နော်နော်အပြင်မှာအတိုင်းပဲတစ်ချက်လက်နဲ့ပဲဆွဲပြလိုက်တော့တယ်နော် GeoGebra နဲ့မဆွဲတော့ဘူးလက်နဲ့ဆွဲပြလိုက်တယ်ကဲအဲ့ဒါဆိုရင်အခုတစ်ချက်ဒီပုံလေးထွက်လာပြီဆိုရင်အခုရလာတဲ့ပုံလေးကိုမလုပ်မယ် y equation တက်မယ်เนาะဒါတချို့လို့ဆွဲထားတာဒီ two sin pi by 4x အတွက်ဖြစ်တဲ့အတွက်ကြိုက်တဲ့ဘက်မှာတက်ပါเนาะ y equal to 2 sin pi by 4 x အတွက်နော်အဲ့ဒါပြီးရင်ထည့်ရမယ့်ဟာလေးတွေတချို့ရေးနေကြဟာလေးတွေရေးမယ် mid line ရေးမယ်ပေါ့နော် mid line ရေးမယ်ဆိုတော့ကုက y equal to 2 sin pi by 4x အတွက်ဖြစ်တာဖြစ်တဲ့အတွက် mid line က mid line က y = k ဆိုတော့ဒီချက်တို့ဒီမှာပေါင်းတာနှုတ်တာမပါတဲ့အတွက် k မရှိသေးဘူးဒါကြောင့်မလို့ y = 0ပေါ့เนาะဒါဆိုရင်ဘာ exists လဲ x exists ဟာသူရဲ့ mid line ဖြစ်တယ်เนาะပြီးရဲ့ amplitude เนาะ amplitude ကကြတော့ mod a ပဲယူယူ maximum နဲ့ မီနီမန်ကိုနှုတ်ပြီးပဲနှစ်နဲ့ဆဆပုံမှာပဲကြည့်ကြည့်ရတယ်ပေါ့နော်ဒါဆိုဒီမှာ A လေးက do ဖြစ်တဲ့အတွက် mod A ဆိုတော့ amplitude က do ပေါ့နော် graph မှာကြည့်လဲရပါတယ် midline ဟာ x axis ဖြစ်တဲ့အတွက် x axis နဲ့ maximum ကိုကြည့်လဲရတယ် x axis နဲ့ minimum point ကိုကြည့်လဲရတော့နှစ်ကွက်ရှိမယ်ပေါ့နော်ဒီမှာကြည့်လဲရတယ်ဒါဆိုတချို့ amplitude ရပြီနော် amplitude ရပြီ period ပြေးမယ် เนาะ period က2 point by b ပေါ့เนาะ2 point by b ဆိုတော့အခုဒီမှာတချက်ရော b က point by 4ဆိုတော့2 point by point by 4ဆိုတော့ upper ten light of 4 by by เนาะ point by j တော့8ပေါ့ဒါကသူရဲ့ period เนาะ period ကိုပုံမှန်တက်ချင်ကြတော့တချက်ရောကဒါ0ကနေ8အထိပေါ့เนาะတခါပြီးရင် domain ရေးမယ် domain ဟာ x axis ဖြစ်တဲ့အတွက် domain က r เนาะ real အလုံးရှိမှတွေပြောခဲ့ပြီเนาะ range က range ကကြတော့ဒီချက်ပေးထားတဲ့ formula နဲ့ကြည့်လဲရတယ် graph မှာကြည့်လဲရတယ်ပေါ့နော် graph မှာ maximum ရှိနေတဲ့ y တန်ဘိုးကြည့်လိုက်တော့ do minimum ရှိနေတဲ့ y တန်ဘိုးကြည့်လိုက်တော့ -2 ပေါ့နော်အဲ့တော့ -2 နဲ့2ကြားမှာရှိမှာဖြစ်တယ်ဆိုတော့ -2 the zero y such that -2 less than or equal y less than or equal 2ပေါ့နော် ကဲအဲ့ဒါဆိုရင်အခုတချို့တန်းစုံသွားပြီပေါ့ပုံမှန်သွားတက်မယ်နော် mid line က x axis မှာရှိမယ် y equal to 0ပေါ့နော် y equal to 0ဆိုတော့ဒါလေးက mid line y equal 0 mid line ပြီးတော့ amplitude ကဒီ down light လေးကိုယူလဲရတယ်အဲ့ဒီမှာဆန်လဲရေးပေါ့နော်မဆန်လို့ရှင်လဲတချက်များထိုးပြီးရေးမယ်တချက်ကများထိုးရေးလိုက်မှာဖြစ်တဲ့အတွက် amplitude နော် amplitude equal to by 2 period က0ကနေ8အထိဆိုတော့0ကနေဘယ်အထိသွားမလဲ8အထိသွားမယ်ဆိုတော့ဒီအထိလေးနော်အဲ့ဒီအထိလေးက period equal to က8အဲ့ဆိုချေရဘီအတွက်စဉ်းစားမယ်နော် b အတွက်ကတော့ဒီမှာ y equal to sin အတွက်ကတည်းကထပ်မပြောတော့ခုနရှာပြီးသားဖြစ်သွားလို့နော်ဒါဆိုရင်အခုတစ်ဆက်ချင်းမှုလို့ခုတွက်မဲ့ဟာက y equal to minus 2 a minus pi x အတွက်ပေါ့နော်အဲ့ဒါဆိုရင်သူရဲ့ point behavior ပြောမယ်ဆိုရင်တချို့ရို့ x ပြောင်းမဲ့ဟာက horizontal scaling လေးက pi အဲ့ဒီ pi က scale factor ပြောင်းပြန်မှုလို့1 pi x ပြောင်းမှဖြစ်တဲ့အတွက်1 pi x comma ဒီ minus လေးက reflection on x axis เนาะ y ပြောင်းမှာ y ပြောင်းမှာဖြစ်တဲ့အတွက် minus y เนาะတိုင်ရပြီဒါဆိုရှေ့မှာ x နေရာမှာ0ထည့်ရင်1ပိုင်းပိုင်းနဲ့0နဲ့မြောက်တော့0 y နေရာမှာ0ထည့်ရင်0တခါပိုင်းပိုင်း2ထည့်မယ်ဆိုရင်1ပိုင်းပိုင်း into ပိုင်းပိုင်း2မို့လို့ပိုင်းပိုင်းကြည့်တော့1ပိုင်း2ကောင်းမှာ1အဲ y နေရာမှာ1ထည့်တော့ -1 ပိုင်းထည့်မယ်ဆိုရင် comma 0 terror 0တခါ3 by 2ဆိုတော့ပိုင်ကြီးမှာဆိုတော့3 by 2ပေါ့เนาะ3 by 2 comma minus minus ဆိုတော့ plus 1ရမယ်တခါ2 by ထဲပိုင်ပိုင်ကြီးတော့2 0 terror 0အဲ minus 5 by 2 terror ပိုင်ကြီးမယ်ဆိုတော့ minus 1 by 2ပေါ့เนาะ minus 1 by 2 comma y ညမှာ minus 1ထဲတော့ minus minus ဆိုတော့1 plus 1ဖြစ်သွားတယ် minus pi ထဲမယ်ဆိုရင် pi pi ကြီးတော့ minus 1 comma 0ထဲတော့0ပေါ့ကဲဟုတ်ပြီနော်အဲ့တော့ဒီချက် point နေရာချပါမယ်0 comma 0နဲ့1 pi 2ဆိုတော့0.5ပေါ့နော်0.5 comma minus 1နော်ဆိုတော့0 comma 0မှာတစ် point ရှိမယ် အဲ့တော့ကလေးတို့ကတရှင်းထပြင်မစွဲတော့ဘူးเนาะ0.5ပါနေတဲ့အတွက်တရှင်းနှစ်ကွက်ကိုယူလိုက်မယ်ဒါလေးက1.2ထားလိုက်เนาะဒါ0.5ဒါ1ထားလိုက်မယ်အဲ့လိုနှစ်ကွက်ကိုကျကျလေးယူလိုက်ပြောချင်တာကလေးတို့เนาะဘာလို့ဆိုတော့0.5ပါနေတယ်ကိုရှိတဲ့ကိုရထားတဲ့တန်ဖိုးလေးကအရန်ငယ်နေတယ်ဆိုရင်အဲအကွက်ကိုကျကျယူပေါ့เนาะကျကျယူဆိုတော့အခုတရှင်းခန်းတာ အပေါ်က1ပေါ့ဒီဟာလေးက minus 1 by 2နဲ့2နေရာမှာက minus 1လို့ထားလိုက်เนาะအဲ့လိုလေးယူမယ်ကဲအဲ့ဒါဆိုရင်ဒီချက်အခုပထမတစ်ပိုင်းက1 by 2ကောမှာ1 by 2ကောမှာ minus 1ဖြစ်တဲ့အတွက် x က0.5ပေါ့เนาะ x က x ကိုလည်း2ကွက်ယူလိုက်မယ်เนาะ2ကွက်ယူလိုက်မယ်ဆိုရင်ဒီချက်ဒါလေးက1 by 2ထားလိုက်ဒါလေးက1ထားလိုက်เนาะဒါလေးက 1.5ပေါ့နော်1.5ဆိုတာ3 by 2ဖြစ်နော်1.5ပြီးရင်အဲဒါလေးက2ထားလိုက်အဲ့လိုထားလိုက်နော်ဆိုတော့ဒီဘက်လည်းအတူတူပဲပေါ့နော်ဒါလေးက -1.2 ထားလိုက်ဒီဘက်ကကျတော့ဒါ -1 ထားလိုက် ပင်ဒါက -3 ဘိုင်2ထားလိုက်ဒါက -2 ထားလိုက်နော်ဒီလိုလေးထားလိုက်ကဲအဲ့ဒါဆိုရင်အခုနာကတည်းရဲ့ x က1ဘိုင်2 y က -1 ဆိုတော့1ဘိုင်2မှာထောက်ပြီးအောက်ကို -1 ကိုဆင်းမယ်နော်ဒီကိုဆင်းမယ်ဒါဆိုဒါလေးက1ဘိုင်2 -1 နော်ကဲနောက်တစ် point နောက်တစ် point ကကြတော့1,0ဆိုတော့ x က 1y က0เนาะဆိုတော့ exist မှာပဲရှိမယ် exist မှာပဲရှိမယ်ဒါက1,0ပြီးရင်3/2,0က3/2,0က1ပေါ့เนาะ3/2,0 1ဆိုတော့အပေါ်ကိုတက်သွားလိုက်1နာထီတက်မယ်ဆိုတာက3/2,1ကနောက်တစ် point က2,0เนาะ x က2 y က0ဆိုတော့ x exists မှာပဲရှိမယ်2,0တခါ minus ဘက်ကိုပြီးမယ်ဆိုရင် -1/2,1 နော် -1/2,1 ဆိုတော့အပေါ်တက်မယ်ဆိုတော့ဒီမှာရှိနောက်တာက -1/2,1 တခါနောက်တစ် point လေးက -1,0 နော် x က -1 y က0ဆိုတော့ဒီမှာပဲရှိမယ် -1,0 ဒါဆိုရင်တိကျတာကအခိုးအခွက်ဖြစ်တဲ့အတွက်အောက်ကနေစဆွဲမယ်ဆိုတော့အောက်လေးကနေစဆွဲမယ်နည်းနည်းတွန့်တွန့်တက်တက်ဖြစ်ရင်တော့တီးခတ်ပြီးဘာလို့လဲဆိုတော့ဒီချက်ပင်နဲ့ဖြစ်တော့နည်းနည်းထိန်းရခက်ပါတယ်နော် ဒီနေရာလေးကိုတော့မချွန်နဲ့နော်နည်းနည်းဝိုင်းဆွဲပေးနော်ဝိုင်းဝိုင်းလေးဆွဲပေးကဲဟုတ်ပြီတီချာနည်းနည်းအချောလေးပြန်ဆွဲပေးမယ်နော်အခုတီချာတို့ဒါပုံလေးကဒီတိုင်းလေးရသွားပြီပေါ့နော်ဒီတိုင်းလေးရသွားပြီဆိုတော့ equation လေးတက်နော် y equal to minus sin by x နော်အဲ့ဒါတက်ပြီးရင်ထုံးစံတိုင်းရေးမယ် ဆိုတော့ sin phi x အတွက်ကိုကျွန်တော် mid line ကတော့ k မပါတဲ့အတွက်0ပဲ x axis မှာရှိမယ် amplitude က minus sin ဆိုတဲ့အတွက် mod a ဆို1ပေါ့နော် amplitude 1 period က2 pi by b ဆိုတော့ b ရပါ pi pi ကြီးတော့2 နော်ဒါဆိုရင်သူရဲ့ range လေးကိုပုံမှန်ကြည့်အမြင့်ဆုံးဖြစ်တဲ့ maximum point ဟာ y တန်ဘူ1မှာရှိပြီး minimum point ဟာ y တန်ဘူ -1 မှာရှိရယ်ဒါဆိုတော့ -1 နဲ့1ကြားပေါ့နော်ဆိုတော့ x တန်ဖိုးက -1 နဲ့1ကြာเนาะဒီမှာကြည့်ယူလဲရတယ် -a k less than or equal y less than or equal a k လို့ပြောထားတယ်ဆိုတော့ a လေးက1 -1 plus k မပါသေးတဲ့အတွက်0 less than or equal y less than or equal 1 plus 0ဒီလိုဖြစ်မှာလေအဲဆိုတော့ minus 1 less than or equal y less than or equal 1ပဲเนาะတူတူပဲ formula ပဲကြည့်ကြည့်ဒီတိုင်းပဲရေးရေးပေါ့เนาะကဲအဲ့ဒါဆိုရင်ရလာတာလေးတို့ကျွန်တော်ပုံမှန်သွားတတ်မယ်ဆိုရင် amplitude က1 period က2ပေါ့เนาะ2 period က2အထိသွားမယ် เนาะပြီးရင် amplitude ကကြတော့ဒီကနေဒီချိเนาะအဲ့ဒါလေးကိုမြှားထိုးပြီးရေးလဲရတယ်ကလေးတို့က downline ရေးလို့ဆိုင်ရင်လဲ downline ထည့်ရေးလို့ရတယ်ပေါ့เนาะတစ်ချက်မြှားထိုးလိုက်မယ် amplitude equal to 1เนาะ1ရှိမယ်ဒါက y equation ပါမယ်ပြီးပါပါမလဲမကြံအောင်လဲဆိုတော့ mid line ထည့်မယ်เนาะ mid line က x axis ဖြစ်တယ် y equal to 0เนาะဒါ x exists မှာကဲဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီချက်ရဲ့ပုံလေးကစုံသွားပြီဖြစ်တဲ့အတွက်ဒီချက်နောက်ဗီဒီယိုလေးတွေကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ